မကွေးတိုင်းပခုတ်ကူနယ်ကမ်းမမြို့ပေါ်ကျန်းရှိနေတဲ့စောဆုနယ်ပြူစောတီတွေကမြို့ပေါ်ကပြည်သူတွေကိုအနူကျန်းစီလူရည်နေတဲ့အတွက်ဇွန်လ29ရက်ဒီကနေ့မှာမြို့ပေါ်ကနေဘေးလွရကိုထပ်မံထွက်ပြေးလာသူတရာကျော်နေပါရှိတယ်လို့ဒေသခံသတင်းမြစ်ကအမတ်ပီကိုပြောပါရယ်မကွေးတိုင်းပခုတ်ကူနယ်ကမ်းမမြို့အတွင်းရိတ်ခါပို့စစ်ကြောင်းထွက်လာတဲ့စောဆုတက်ကြောင့်မြို့ပေါ်ကပြည်သူတွေဟာဘေးလွရကိုအခုလအစောပိုင်းကတည်းကထွက်ပြေးနေကြတာဖြစ်ပြီးတော့ မြို့ပေါ်ကြံ့ရင်နေတဲ့ပြည်သူတွေကိုစိုးစုနဲ့ပြူစောတီတွေကအမှုကျန်းစီလူရတာတွေလှုပ်ဆောင်တာမို့ထပ်မံထွက်ပြေးလာကြတာဖြစ်ပါတယ်။စိုးစုရိတ်ခါဖို့စကြောင်းပြန်သွားပြီးရဲ့နောက်ကြံ့ရင်နေခဲ့တဲ့စိုးစုအင်အား200ခန့်ဟာမြို့ပေါ်မှာအမှုကျန်းစီတာတွေလူရတာတွေနဲ့ဗရင်းကျင်းတာတွေပါပြည်လုံးနေတာကြောင့်ဒေသခံ100ခန့်ဟာဒီကနေ့ထပ်မံထွက်ပြေးလာကြတာဖြစ်တယ်လို့ဒေသခံတူကပြောပါတယ်။ကမာမျိုးပေါ်မှာကြံခဲ့တဲ့စိုးစုနဲ့ပြူစောတီမိသားစုတွေဟာ ြို့မမကြံခဲ့တဲ့ပြည်သူတွေရဲ့ငကဆွဲကြိုစတာတွေအပြင်နေအိမ်တွေမှာရှိတဲ့တံမိုးကြီးပစ္စည်းတွေကိုယူပြီးတော့ကားတွေနဲ့တည်ဆောင်နေကြတာဖြစ်ပါတယ်။ဒါအပြင်စိုးစုနဲ့ပြူစော်တီတွေဟာကမ္မမြို့ဈေးတွေကဆိုင်ကန်တွေကိုဖောက်ထွင်းခိုးယူသွားပြီးတဲ့နောက်စိုးစုလိုက်မြို့ထဲမှာဓာတ်တွေကင်ပြီးတော့သွာလာလူရက်နေတာဖြစ်ပါတယ်။